မင်္ဂလာပါရှင်ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့ရရန်ကုန်တွင်သတင်းဆောင်ရွက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူတမရနိုင်ငံတန်ယုံမှမြန်မာအကားစားဖွဲ့အားအလွန်ငွေပေးအလှူရနဲ့အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမ္မတနိုင်ငံတန်ယုံမှမြန်မာအကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝူရှူလီလုံပိုက်ချော်ခြင်းနဲ့ဘောလုံးအဖွဲ့ချုပ်များတို့အလူငွေပေးရလူရောင်းမွေအခမ်းအနားကိုဒီဇင်ဘာ6ရက်မလွယ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်အကစားနှင့်ကာယပညာသိပ္ပံရန်ကုန်ကျိုက်ကဆန်တွင်ပြည်တော်စုခမ်းမမပြုလုပ်ကြောင်းသိရပါသည်။ရှေးဥစွာမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမ္မတနိုင်ငံတန်မကြီး His Excellency Mrs. Maja မှအလူငွေပေးရလူရောင်းခြင်းနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီးပြည်တော်စုဝင်ကြီးဂျပန်တို့တောင်းကကျေးဇူးတင်ဂုဏ်ပြုစကားပြောကြရာတရုတ်ပြည်သူသမ္မတနိုင်ငံနှင့်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတို့ရဲ့တရုတ်မြန်မာနိုင်ငံတန်တမန်ဆက်ဆံရေးကာလတစ်လျှောက်လုံးမှာတရုတ်ပြည်သူသမ္မတနိုင်ငံအနေဖြင့်ချစ်ကြည်ရင်းနှီးစွာဖြင့်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များတွင်အားကစားကဏ္ဍအတွက်ကုညီလူရန်မှုအကြိမ်ပေါင်းများစွာဆောင်ရွက်ပေးခဲ့ပါကြောင်းယခုထပ်မံ၍33ကြိမ်မြောက်8000အားရှာအားကစားပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ပွဲ ဝီရှူလှေလောပိုက်ကြောခြင်းနဲ့ဘောလုံးအကစားနည်းများအတွက်ထောက်ပံ့လှူဒါန်းမှုများကိုအထူးကျေးဇူးတင်ရှိပါကြောင်း။နောက်တွင်လည်းအခုကဲ့သို့ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးစီလိုပါကြောင်းဖြင့်ပြောကြားပါရစေ။အဲဒီနောက်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမ္မတနိုင်ငံသံမကြီး His Excellency Mrs. Maja ကမြန်မာနိုင်ငံအကစားဖွဲ့ချုပ်လေးဘွယ်အားအလှူငွေများပေးရလူရန်ရာ မြန်မာနိုင်ငံဝစုဖွဲ့ချုပ်ဥက္ကဋ္ဌဦးသစ္စာမြန်မာနိုင်ငံလှေလောဖွဲ့ချုပ်ဥက္ကဋ္ဌဦးတောင်ထိုင်မင်းမြန်မာနိုင်ငံပိုက်ချော်ခြင်းဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင်းထွန်းမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်စေမှုချုပ်ဒေါက်တာအောင်ကျော်တို့ကအတိအသင့်လက်ခံကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့33ကြိမ်မြောက်ရွှေတောင်အာရှအာကစားပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ရန်အတွက်မြန်မာအာကစားဖွဲ့ထွက်ခွာတဲ့သတင်းဖြစ်ပါတယ် 2025ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှ20ရက်နေ့ထိထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ့်33ချိန်မြောက်ရှီတောင်အာရှအကစားပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ရန်အတွက်မြန်မာအကစားအဖွဲ့သည်ဒီဇင်ဘာ9ရက်နေ့နံနက်ပိုင်းက၄ရက်မှ HM335 PP ဆိုင်ရာမြမလေးကျောင်းဖြင့်ရန်ကုန် PP ဆိုင်ရာလေးစိတ်မှထိုင်းနိုင်ငံဘန်ကောက်မြို့နှင့်ချမ်းပူရီမြို့သို့ချက်ခွာသွားရာအကစားနေကာယပညာဦးစီးဌာနမှတာဝန်ရှိသူများမြန်မာနိုင်ငံအကစားအဖွဲ့ချုပ်အသီးသီးမှဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ ိဘဆွေမျိုးများကလိုက်လံပူဆောင်နှုတ်ဆက်ကြကြောင်းသိရပါတယ်။အဆိုပါမြမအာကစားအဖွဲ့တွင်ချက်တောင်ဂျီဂျီစုဖူဆေရွှေလီအာကစားနည်းများမှအုတ်ချုပ်နည်းပြများအမျိုးသားအမျိုးသမီးအာကစားသမားများလိုက်ပါသွားကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ။